ကျွန်တော်တို့ဟာတခါတည်းမှာကုကုကိုအမြဲတမ်းစစ်ပွဲတစ်ခုရဲ့အလဲမှာရောက်နေတယ်လို့ခံစားမိကြရပါတယ်တစ်ဖက်မှာယုတ်တိဗေဒနဲ့အချက်လက်တွေကိုတောင်းဆိုနေတဲ့အုံနောက်နောက်တစ်ဖက်မှာတော့လိုအပ်ချက်လိုအင်ဆန္ဒနဲ့မခံမှန်းနိုင်တဲ့စိတ်ခံစားမှုလှိုင်းလုံးတွေကိုကိုးစားပြုတဲ့နှလုံးသားနှလုံးသားကအခုပဲလှုပ်လိုက်လို့အော်ဟစ်နေချိန်မှာအုံနောက်က ဒေတာအရဒါမကောင်းဘူးလို့တားမြစ်နေတာမျိုးကိုကြုံပူးကြမှာပါကျွန်တော်တို့အများစုဟာဒီနှစ်ခုတည်းကတစ်ခုကိုသာ အပြည့်အဝမိခိုပြီးဘဝကိုဖျက်သန်းဖို့ကြိုးစားမိတတ်ကြပါတယ်ဒါပေမဲ့တကယ်တမ်းကျတော့ဘဝဆိုတာအဖြူနဲ့အမဲကြာကမိခိုးရောင်နေမြေပါဒီနေပယ်မှာထင်ရှားတဲ့တတ္တနာပညာရှင်နဲ့အခြားပညာရှင်တွေရဲ့အမြင်တွေကိုနားထောင်ကြည့်ကြရအောင်ပါ ပညာရှင်တွေဟာအမြဲတမ်းဉာဏ်ပညာနဲ့စိတ်ခံစားမှုရဲ့အပြန်အလှန်ဆက်သွယ်မှုကိုအလေးထားခဲ့ကြပါတယ်။အရစ္စတိုတယ်ကစိတ်ခံစားမှုတွေကိုလုံးလုံးလျားလျားဖယ်ရှားဖို့မဟုတ်ပဲမှန်ကန်တဲ့အချိန်မှန်ကန်တဲ့ပမာဏနဲ့မှန်ကန်တဲ့အကြောင်းအရင်းပေါ်မှာမှန်ကန်စွာခံစားတတ်ဖို့ The Golden Mean ကိုအလေးထားခဲ့ပါတယ်။ဒါဟာဉာဏ်ပညာနဲ့စိတ်ခံစားမှုကိုပေါင်းစပ်လိုက်တဲ့ တီလဘာကျူဖြစ်ပါတယ်။နောက်ပြီးစိတ်ခံစားမှုဉာဏ်ရည် emotional intelligent theory ကို တီထွင်ခဲ့တဲ့ Daniel Goldman ကလည်းဉာဏ်ရည်ဉာဏ်သွေးမြင်မားခြင်းဟာအာမခံချက်မဟုတ်ပါဘူး။စိတ်ခံစားမှုဉာဏ်ရည်မြင်မားခြင်းကသာလူတဦးချင်းရဲ့ဘဝမှာအောင်မြင်မှုကို ခံမှန်းပေးနိုင်ပါတယ်လို့ပြောကြားခဲ့ပါတယ်။ဒီစကားကဘာကို ဆိုလိုသလဲဆိုတော့ တင့်အုံနောက်ကဘလောက်ပဲထက်မြက်ပါစေတင့်နှလုံးသားရဲ့တန်စင်ကို နားမထောင်နိုင်ရင်သူတစ်ပါးရဲ့ခံစားချက်ကိုနားမလည်နိုင်ရင်ဘဝရဲ့အမှုပညာကို ဖန်တီးနိုင်မှာမဟုတ်ဘူးလို့ဆိုလိုတာပါပဲဒါဆိုဘလို့ချိန်ညှိရမလဲအမှုပညာရှင်တယောက်ကအကြီးကားတစ်ချက်ကို ဖန်တီးတယ်လို့မျိုးညင်ကြည့်ပါနှလုံးသားကို ရှေ့ဆုံးကထားပါ inspiration ပထမဆုံးအဆင့်မှာနှလုံးသားကစတင်ရပါမယ်။ခံစားချက်စိတ်အားထက်သန်မှုကိုယ်ပိုင်တန်ဖိုးတွေဟာဥတီယာကိုပေးပါတယ်။ဥပမာဘားကြောင့်ဒီအလုပ်ကိုလုပ်ချင်တာလဲ။ဘာကိုဖန်တီးချင်တာလဲ။နောက်တစ်ချက်ကအုံနောက်ကိုကရိယာဖြစ်အသုံးပြုပါ။ execution ဒုတိယအဆင့်မှာတော့အုံနောက်ရဲ့အလှည့်ပါ။အုံနောက်ကအကောင်းဆုံးနီလန်းအခက်အခဲတွေကို ဖြေရှင်းဖို့နီးပြူဟာ လက်တွေ့ကြတဲ့အဆင့်ဆင့်ကိုပေးပါတယ်။ခန်းစားချက်ရဲ့ဥတီယာကို ရောက်ဖို့လိုအပ်တဲ့တံတားတွေကိုစောက်ပေးတာပါပဲ။ဒီနီးလန်းကခန်းစားမှုဟာရည်ရွယ်ချက်ကိုပေးပြီးဉာဏ်ပညာဟာအဲ့ဒီရည်ရွယ်ချက်ကိုအကောင့်ထည့်ပေါ်ဖို့လမ်းပြမြေပုံကိုပေးတာမျိုးပါ။အောင်မြင်တဲ့စွန့်ဥတီထွင်သူတွေထူးချွန်တဲ့ခေါင်းဆောင်တွေနဲ့လူအများလေးစားရတဲ့အမှုပညာရှင်တွေကိုကြည်ပါ။ သူတို့တွေဟာသူတို့ရဲ့စိတ်အားထက်သန်မှုနှလုံးသားနဲ့ယူဟာမြောက်စဉ်းစားမှု အုံနောက်ကို ပေါင်းဆက်နိုင်ခဲ့ကြတဲ့သူတွေပါကျွန်တော်တို့လိုအပ်တာကဟန်ချက်ညီမှု balance ထက်ပေါင်းဆက်မှု integration ဖြစ်ပါတယ်ဟန်ချက်ညီမှုဆိုတာ50 50ခွဲတာမျိုး ပေါင်းဆက်မှုဆိုတာကတော့အုံနောက်ကနှလုံးသားကိုပိုမိုကောင်းမွန်အောင် ကူညီပေးခြင်း နှလုံးသားကအုံနောက်ကိုပုံမနဲ့ရှိုင်းတဲ့အထိပ္ပယ်ကိုပေးခြင်းဖြစ်ပါတယ်။ဒါကြောင့်စိန်ခေါ်မှုတစ်ခုခုကြုံလာတဲ့အခါအရေးကြီးတဲ့ဆုံးဖြတ်ချက်တစ်ခုချရတော့မယ်ဆိုရင်ကိုကိုကိုဒီမိကွန်းသုံးခုကိုမေးကြည့်ပါ။အုံနောက်အချက်လက်တွေကဘာပြောနေလဲ။အကောင်းဆုံးအဆိုးဆုံးအကျိုးဆက်တွေကဘာတွေလဲ။နှလုံးသားငါရဲ့တန်ဖိုးတွေနဲ့စံနာတွေကဘာတွေလဲ။ ဒီဆုံးဖြတ်ချက်ကငါ့ကိုပျော်ရွှင်စေမှာလားချိန်ညှိမှုဒီနှစ်ခုကိုပေါင်းလိုက်တဲ့အခါကျွန်တော်တို့ရဲ့ဝိညာဉ်အထိစစ်မှန်တဲ့လှပတဲ့လမ်းကြောင်းကဘယ်ဟာလဲဒီလိုပေါင်းဆက်နိုင်မှသာ အမှန်တရားလဲပါဝင်တဲ့ကောင်းမြတ်မှုလဲပါဝင်တဲ့ညှို့တဲ့အပြည့်ဆွဲဆောင်နိုင်တဲ့ဆုံးဖြတ်ချက်ကိုချနိုင်မှာဖြစ်ပါတယ်ဘဝရဲ့အလှတရားဟာ ကျွန်တော်တို့ရဲ့အတွင်ပိုင်းဆမ်ဖိုနီမှာတည်ရှိပါတယ်။ဉာဏ်ပညာဆိုတာတိခတ်တဲ့လက်ပါ။ခံစားမှုဆိုတာတန်ဆင်ပါ။ပညာရှင်တူဦးလို့စဉ်းစားပါ။အမှုပညာရှင်တူဦးလို့ခံစားပါ။အဲ့ဒီအခါမှာမှသင်ရဲ့ဘဝခီးဟာလှပပြီးဉာဏ်ပညာရှိတဲ့ဖန်တီးမှုတစ်ခုဖြစ်လာပါလိမ့်မယ်။ဒီ podcast လေးကိုကျွန်တော်လေးစားအားကြရတဲ့ artist 2အိမ်တင်ရဲ့စကားလေးနဲ့ညီကုန်းချုပ်ချင်ပါတယ်။ ကိုငှက်ကဒီလိုပြောခဲ့ပါတယ်ကိုခန္ဓာဟာဉာဏ်ပညာနဲ့ချစ်ချင်းမြတ်တာကိုတည်ဆောင်တဲ့ယင်ယထာမြတာဖြစ်တယ်တဲ့နားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးပဲပျော်ရွှင်စရာကောင်းတဲ့နေ့လေးဖြစ်ပါစေခင်ဗျာ